စီမပိတ်တယ်များအားလုံးပဲမြင်လာပါခင်ဗျာနှစ်ပတ်တစ်ချိန်ထုံးလွှင့်ကြဖြစ်တဲ့မြစီမရဲ့ဇူခင်လန်ကပန်တရင်အစီအစဉ်ကနေချိုးဆိုလိုက်ပါတယ်ဒီတစ်ခေါက်ဇူခင်လန်ကပန်တရင်အစီအစဉ်မှာတော့တော်လိုင်းရဲ့အဖွဲအစည်းတွေနဲ့ပြည်သူတွေနဲ့ပုံမကောင်းပုံနဲ့ဆက်ဆက်ရေးတည်ဆောက်ဖို့ဘာလိုအပ်လားလိုအပ်ပါတယ်တမွေးပညာနဲ့ပတ်သက်ပြီးတော့မြေပြင်မှာအကောင့်ထယ်ဖို့ကြိုးစားပြင်ဆင်နေတဲ့အခြေအနေတွေကိုမြေပြင်မှာရှိတဲ့ CGN ကတိကဌာနမှဖြစ်တဲ့ရမတော်ရည်ဒီအုံးကိုကျွန်တော် စုခင်းလန်ကပန်ဒရင်းအစီအစဉ်မှာဆက်တွင်ပြန်မြန်ထားပါရခင်ဗျာဟုတ်ကဲ့ပါမင်္ဂလာပါဆရာမတော်ရည်ရုံးခင်ဗျာဟုတ်ဟုတ်ကဲ့ဆရာမဟုတ်ကဲ့ဒီရက်ရဲ့ရက်ပိုင်းကပေါ့လေဆရာမရဲ့ဒီမန္တလေးစင်ကူးမှာဆိုရင်ဒီပြည်သူအချို့နဲ့ကျွန်တော် PDF တပ်ဖွဲ့ဝင်အချို့အခြေတင်စကားများခဲ့တဲ့ video file က လူမှုကွန်ရက်မှာတော်တော်ကြီးကိုပေါက်သွားတယ်ပေါ့နော်ပြန်လဲပြန်ထန်သွားတယ်ဆိုတော့ဟိုကကျွန်တော်မင်းချင်တာဆီယမားရဲ့ဆီယမားကလည်းမြေပြင်မှာရှိနေတာဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဆီယမားနဲ့ထိတွေ့ဆက်ဆံနေတဲ့ပြည်သူတွေကပေါ့နော်သူတို့ရဲ့အဓိကတုံ့ပြန်မှုစိုးရိမ်မှုတွေကဘာတွေလဲဆီယမားကိုဘယ်လိုမျိုးပြောပြကြလဲပေါ့နော်အဲ့လေးအရေးဆုံးသိချင်ပါတယ်ဆီယမားခမရဟုတ်ပြီပြည်သူတွေရဲ့တုံ့ပြန်မှုကိုပြောရင်တော့ကျမတို့ကဒါလွယ်စိုးလေးတွေပါလို့ပြောချင်တာဘာဖြစ်လို့လဲဆိုတော့အရင်က သူတို့မျက်စိရှိအောင်မမြင်နေတဲ့ကိုတူကိုသားအရွယ်လေးတွေကအဒီလိုယာရုတွေနဲ့ဖြစ်လာတဲ့အချိန်မှာသူတို့ကအဲနှွယ်စိုးလေးတွေစိုးချင်ကြတာအဲ့အတွက်ကြောင့်မလို့သူတို့ကအပြန်အလှန်လေးစားမှုနဲ့တွားရင်တော့ပို့ပြီးတော့အဆင်ပြေမယ်ကျမအတွက်ကကြတော့မြေပြင်ပြည်သူတွေနဲ့ကကျမအသက်အရွယ်ချောင်းတစ်မျိုးနောက်ပြီးတော့ကျမလာခဲ့တဲ့ဆ iam ဘဝရဲ့အတွေ့အကြုံတွေကလည်းပါတဲ့အတွက်ကြောင့်မလို့ကျမတို့အတွက်တော့ဒါထူးထူးခြားခြားစိန်ခေါ်မိရတော့ ရှိပါဘူးခလေးတွေအတွက်ကတော့လွယ်စိုးလေးတွေနဲ့ကြုံရတာပါရှင်ဟုတ်ကဲ့ဆရာမဒီရာနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်နောက်ထပ်မေးခွန်းအားလေးဆရာမရေကျွန်တော်ဒီဖြစ်စဉ်ကိုပြန်လည်ကုစားပြီးတော့ပေါ့နော်ကျွန်တော်ပြည်သူနဲ့တော်လှန်ရေးရှားပေါ့နော်ဒီ PGF တေချာပေါ့ဆရာမရေပြောရရင်တော့ယုံကြည်မှုကိုဘယ်လိုများပြန်လည်တည်ဆောက်နိုင်မလဲပေါ့နော်ဆရာမရဲ့အကြံပြုချက်လေးသိချင်ပါတယ်ခင်ဗျာဒီဖြစ်စဉ်အနေနဲ့ကတော့ယုံကြည်မှုကထူးထူးခြားခြားပြန်လည်တည်ဆောက်ရမလို့ဘာဖြစ်လို့လဲဆိုတော့ဒါဒီ ရဲဘော်ရဲမေလေးတွေပဲပြောကြပါဆိုပေါ့နော်သူတို့ကိုဟိုသက်ဆိုင်ရာအဖွဲ့အစည်းကလည်းစာထုတ်ပြီးတော့မှအပြစ်ပေးအဲအပြစ်ပေးတော့မဟုတ်ဘူးပေါ့နော်လိုအပ်တယ်လို့ဆောင်ရွက်ပေးနေတယ်အာနောက်ပြီးတော့ကျမတို့ကလည်းဒီ NUG ဝန်ထမ်းရန်နေရာမှာပါဝင်နေတော့ပေါ့နော်အဖွဲ့ဝင်နေပေါ့နော်တိုင်ရင်တပ်ဖွဲ့ပဲဖြစ်ဖြစ်ဒီအုပ်ချုပ်ရေးဘက်ကရှိကြည့်အဲ့ဒါဒီအတွက်အကြီးအသေးနှစ်တင်နန်းတွေစီစဉ်ခွင့်လက်နေတယ်အဲ့အတွက်ကြောင့်မို့လို့ဒီအခက်ခဲရတော့ကြော်လွှားနိုင်မယ်လို့ကျမတို့ ယုံကြည်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမဒီအားနဲ့ပဲကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုမေးချင်တာဒီဒီဖြစ်စင်မှာမဟုတ်ဘူးဆရာမရဲ့ဒီအခြားအကြောင်းအရာတွေဆိုရင်လည်းပြည်သူတွေနဲ့ဒီ PDF တွေပုံမူကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ပေါ့နော်အထူးသဖြင့်ပေါ့နော်ဆရာမရဲ့ဒီမလွယ်ကူတဲ့ဆုံးဖြတ်ချက်တွေဆိုတာအရာတိုင်းမှာရှိရပေါ့နော်ဆိုတော့အဲ့အရာကို account ထဲပေါ်တဲ့ခါမှာ PDF တွေအနေနဲ့အာဏာပိုင်နေပေါ့နော်ဒီတော်လိုင်းအာဏာပိုင်နေအနေနဲ့ပေါ့နော်ဒီပြည်သူတွေနဲ့နားလည်မှုရအောင်ဘယ်လိုမျိုး ဆက်သွယ်ပြောဆိုရမလဲပေါ့နော်ကျွန်မအဲ့ဒါလေးလဲကျွန်မတစ်ချက်ရှင်းပြပေးပါအောင်ခင်ဗျာအခုမိကုန်းနဲ့မှပါတယ်ပြည်သူနဲ့တော်လှန်ရေးအာဏာပိုင်းတို့ခွဲမြင်သွားရင်ကိုအခြေအနေကမကောင်းတော့တာကျမတို့အားလုံးကတော်လှန်ပြည်သူတွေကိုတက်နိုင်တဲ့တာဝန်ကိုထမ်းရရင်နဲ့ तू ကလက်နက်ကင်ရတယ် तू ကစာသင်ရတယ် तू ကထောက်ဖို့လိုရတယ်ကွဲသွားတာမှို့လို့တော်လှန်ရေးအာဏာပိုင်းဆိုတဲ့အမြင်ကိုပြည်သူတွေမြင်မလာအောင်လို့ကျမတို့ကြိုးစားရပါမယ်ဒါအပြန်လည်လေးစားမှုထားမယ် ရှော့တဲ့နာရှော့မယ်စီမင်းစီကန်းနဲ့အညီလုတ်တင်လုတ်ထိုက်တာလေးတွေလုပ်ရမယ်လို့ကျမတော့ပြောချင်တယ်ရှင်ဟုတ်ကဲ့ရှင်မဆရာမကုနာအောင်ကဖြီးချန်းတော့ရဲ့အထက်မှဆိုရင်ဒီတမွေးပညာနဲ့ပတ်သက်ပြီးတော့အကောင့်ထဲပေါ်ဖို့ဆရာမတို့စူးစမ်းပြင်ဆင်နေလို့လည်းဖြီးချဝိုက်ပေါ့နော်ဆိုတော့အဲ့ဟာကြီးကဘာတွေလဲဘလို့အခြေအနေရောက်နေပြီလဲဆိုတော့ကျွန်တော်သိချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့တမွေးပညာလို့ပြောတဲ့ခါကျတော့ဒီတမွေးပညာနဲ့ပတ်သက်ပြီးတော့ကျမတို့က 2021ခုနှစ်ဩဂတ်လလောက်ခတဲ့ကဒီတမွေးပညာသင်တန်းတွေကိုတောက်လျှောက်ဖွင့်လှစ်နေတာပေါ့နော်ဆက်စဆုံးကတော့ကျွန်တော်တို့ကနံပါတ်1ရွေချက်ကတော့ဂျာကာလပညာသင်ကြားရေးကိုအဆက်မပြတ်ဖို့လို့ဦးတည်ချက်ထားတယ်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ဒါစစ်ပင်းဆောင်ပြည်သူတွေရဲ့အလို့အကန့်အခွင့်အလမ်းဝင်ငွေတိုးတက်ဖို့ဆိုပြီးတော့မှဒီဦးတည်ချက်ကထပ်တိုးလာတယ်နောက်တစ်ခါတော်လန်ရေးတွေကထိခိုက်ဒဏ်ရာရသွားတဲ့ရဲဘော်တွေအတွက်ကောအဲ့ဒီရဲဘော်တွေနဲ့ပြည်သူတွေအတွက် အတမိုးပွားကြောင့်လုပ်ငန်းလေးတွေလုတ်ပြီးဖို့လိုအပ်လာပြီဆိုတဲ့အချိန်မှာကျမတို့ကအဲ့ဒါလေးတွေပါတိုးလာပြီးတော့မှဒီတမွေးတန်တန်တွေကိုထပ်မံတိုးချက်ပြီးတော့ဖွင့်နစ်ဖြစ်တာပါရှင်။ဟုတ်ကဲ့ဆရာမဘယ်လိုပုံစံမျိုးတွေပဲပေါ့နော်ဒီတမွေးပညာရဲ့မှာအမျိုးမျိုးရှိရပေါ့နော် vocational training ဆိုတာဘယ်လိုပုံစံမျိုးတွေဆရာမဖွင့်နစ်ဖြစ်လဲပြီးတော့ ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာမဟိုဟာမြေပြင်မှာရောဘယ်လိုတက်ရောက်မှုရှိလဲပြည်သူတွေကရောဘယ်လိုအခြေအနေရှိလဲဒီတမွေးပညာနဲ့ပတ်သက်ပြီးတော့ဒါလေးဖြည့်ချပေးပါအောင်ခင်ဗျအဓိကကတော့ကျွန်တော်တို့ကတမွေးတင်တန်းနေဖွင့်တဲ့အချိန်မှာမြေပြင်လိုအပ်ချက်ကိုအဓိကထားတာပါမြေပြင်လိုအပ်ချက်အရာကျွန်တော်တို့ကဒါဆက်ချုပ်တင်တန်းဖွင့်လိုက်တယ်ဆက်ချုပ်တင်တန်းဘာတွေထွက်လဲတင်နောက်ကိုပစ္စည်းအထည်တွေထွက်မယ်ဒါတွေကိုစစ်ပေးရှောင်စာတင်ချောင်းတွေကအကြောင်းသားတွေစီပို့တယ်ကျွန်တော်တို့အထည်900ကျော်အကြောင်းအိတ်ကြီးအဖြူလေးတွေ ပို့ပြီးသွားပြီနောက်တစ်ခါဝါလက်မှုတင်တန်းဖွင့်တယ်ထွက်လာတဲ့ကုတ်ပစ်တွေစစ်ပင်းရှောင်းတွေညီကြီးပေါ်မှာမအေးရအောင်ကုတ်ပစ်တွေကျမတို့ကတွားရောက်ပို့ဆောင်တယ်အဆောက်အဦတွေစောက်ပေးတယ်လူသုံးကိုပစ္စည်းဆက်ပြားတို့ခေါင်းလျှော်ရည်တို့ဘာလို့ထုတ်တဲ့အခါကျတော့လေဒါတွေကစစ်ပင်းရှောင်းပြည်သူတွေနဲ့တိုက်ရင်တက်ဖွဲ့တွေစီရောက်သွားတာပဲကွန်ပျူတာတင်တန်းတွေဖွင့်တယ်တင်ကြမ်းတင်မှုဆိုင်ရာတင်တန်းတွေဖွင့်တယ်ចောင်းသားចောင်းသူတွေနဲ့ volunteer ဆရာဆရာမတွေအဲ့ဒါကြီးရဲ့အရေးအသွေးကိုကျမတို့ကမြင့်တင်ပေးတာဆိုင်ကပြည်တင်တန်းဖွင့်တယ် ျမတို့ကအဓိကစိုက်နေနဲ့ခီးသွားနေရတာလေအဲ့အတွက်ကို့အဖွဲ့စည်းအတွင်းမှာဒီစိုက်ကဲကိုကောင်းကောင်းပြင်တတ်လာမယ်နောက်ပြီးတော့အခြေခံအိမ်သုံးစေးတင်နှံဖွင့်နေခါမှာဘာတွေရလာလဲဆိုတော့ကျမတို့ကဒီပြည်သူအခြေပြုပေါ့အခြေခံကျမကြီးစောင့်ရှောက်ဖို့ရအတွက်ဒီထုတ်လာတယ်ပေါ့နော်တက်ဆိုင်ရန်တိုင်ရင်တက်ခွဲဒီမှာလည်းသူတို့ကတွားပြီးတော့ကုညီပေးနိုင်တယ်မြေပြင်မှာလည်းအခုကျမတို့နဲ့လက်တွဲပြီးတော့မှပြည်သူအခြေပြုပေါ့နော် အခြေခံကြမ်းမာရေးစောင့်ရှောက်မှုလေးတွေလုပ်နိုင်နေဆိုတော့ဒီရလက်တော့ရှိပါတယ်အခုလဲကျွန်တော်တို့ကမြေပြင်မှာဒီတပ်မွေးတင်တန်းကျောင်းတွေ training center တွေဖွင့်လှစ်ဖို့အတွက်စီစဉ်ပြီးတော့မှစောင့်ရွက်နေတာမျိုးတွေလည်းရှိပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမကျွန်တော်အအခုဖြည့်ချားနေနေကျွန်တော်တည်ကျင်တယ်တခုอ่ะပေါ့လေဆရာတတ်မွေးတင်တန်းကြောင်ဒါနဲ့ဆိုရင်လေဆရာမခုနကဆရာမပြောရခင်မှာတော့အများကြီးပဲပေါ့เนาะဒီဝါတို့စိုင်းကေပြင်တင်တန်းတို့ဆရာဘယ်နှခုလောက်ဆရာမတို့ဖွင့်လှစ် နေလဲပေါ့နော်ဖွင့်လှစ်ပြီးပြီလဲအဲ့ဒါလေးလည်းသိကျင်နေဆင်မအဲ့ဒါကကြတော့ကျွန်တော်တို့ဖွင့်လှစ်တဲ့တင်ဒန်းအမျိုးအစားပေါ့နော်ဟုတ်ကဲ့ခင်ဗျတင်ဒန်းအမျိုးအစားက20ကျော်ပါပြီဒီစခိုင်းတိုင်းအတွင်းမှာတော်တော်များများလေးဖြန့်ကျက်ပြီးတော့မှကျွန်တော်တို့ကဒီတင်ဒန်းတွေဖွင့်လှစ်တယ်တင်ဒန်းသားဥယျာဉ်အနေနဲ့တော့ကျွန်တော်တို့တောင်းကြော်မယ်ပေါ့နော်အဲဒီလောက်ပဲပြောမယ်နော်တအားကြီးအသေးစိတ်တာတွေပါလာရင် အလုံးကြုံရေးအစစ်မပြေလို့ပါနော်ဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်သူခေချားလို့ရတော့ပဲခေချားပြရတယ်ကျေးဇူးတင်ပါတယ်ဆရာမပြီးတော့နောက်တစ်ခုကဆရာမတို့အဖွဲ့ဆိုရင်ဒါအခြေခံပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်ပေါ့လေဒီအရင်တော့ဆိုမိုဘိုင်းနဲ့ပေါ့လေအခုနောက်ပိုင်းကျတော့ကျမတို့ဟိုအခြေအခြေထိုင်ပြီးတော့ပေါ့နော်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာပေါ့နော်ဆိုတော့အခုအဲ့လိုကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အချိန်မှာအခုနောက်ပိုင်း ဟိုဘာယောဂါဖြစ်ဖြစ်များကြလဲပေါ့နော်ဆီယမားတို့ဒီဟို emphasize လုပ်တဲ့နည်းမျိုးတွေမှာပေါ့နော်အာအတွေ့ရများတာရားနာဟုတ်ကဲ့သုံးရတဲ့ရေရဲ့တကွေတန်ရှင်းမှုအားနေတာပေါ့နော်စစ်ပေးဆောင်နေဖြစ်တဲ့အတွက်ရားနာတွေတော်တော်များဖြစ်တယ်နောက်တစ်ခါသွေးရောစီးကျူပေါ့အဲ့ဒါတွေအပြင်ဘာတွေတွေ့ရလဲဆိုတော့တာအကြောက်လွန်တာတွေအင်းညာအိတ်လို့မပြောဘူးနေရတာ ရင်ထဲမှာဟာလိုက်ကြီးဖြစ်တယ်လို့တုံခါကြီးဖြစ်တယ်ပေါ့အစားလည်းမစားခြင်းဘူးဆိုတော့ဒီစိတ်ကြောင့်ဖြစ်တဲ့ယောဂါတွေပေါ့နော်ညကြရင်လေးရင်လာမလားအချွတ်ခနဲ့အတန်ကြရင်ကိုလန့်နေဆိုတော့ဒီလိုလက္ခဏာတွေကိုအများဆုံးတွေ့ရပါတယ်ရှင်ဟုတ်ကဲ့ဆရာမအခုကိုဆရာမပြောရဲမှာစိတ်ကြောင့်ဖြစ်တဲ့ယောဂါပေါ့နော်အများဆုံးတွေ့ရဆိုတော့အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့ယောဂါကိုဆရာမတို့အနေနဲ့ပေါ့နော်ဘယ်လိုကုစားပေးရလဲပေါ့လေဒီပြင်မှာ ဲ့ဒါကြတော့ဒီကျမတို့အဖွဲ့ထဲမှာကိုပဲ demanding counseling နဲ့ပတ်သက်တဲ့သင်တန်းတွေကျမတို့တက်ထားတယ်ကျမတို့အဖွဲ့ထဲမှာနှစ်ယောက်ပေါ့နော်ကျမအပါဝင်တက်ပြီးတော့မှ the basic counseling ပြီးသွားပြီပေါ့နော်အဲ့ဒီကရောရလာတဲ့အတွေ့အကြုံတွေနဲ့ဒီစိတ်ကြောက်ခံစားရတဲ့လူတွေနဲ့တွေ့လာရခင်ကျမတို့အေးစစ်စစ်စကားပြောတယ်သူတို့နဲ့စိတ်လက်ပေါ်ပါတဲ့အထိအေးစစ်စကားပြောတယ်သူတို့ခံစားချက်ရင်ဖွင့်တာကိုကျမတို့ကနားထောင်တယ်ပြီးတော့သူတို့နဲ့အတူ ကျမတို့အများအား ထက်ချက်မခွာမခွဲမခွာရှိနေတယ်ဆိုတော့အချက်လက်ကိုပေးတယ်ပေးပြီးတော့မှသူတို့ရဲ့တောကတွေကိုကျွန်တော်ကမျှဝေတယ်ပေါ့ဒီလောက်လုတ်ပြီးတယ်ဂျန်နဲ့ဒီအားစေးပေးတာမျိုးတွေလိုအပ်တဲ့သူတို့မှရိတ်ခါလိုတယ်ဆိုလဲရာဓာတ်တမျှအလှရှင်နေစက်အလှခံပြီးတော့မှဒါရိတ်ခါလေးတွေကုညီပန့်ဘိုးပေးတယ်ပေါ့ဒီလောက်ပဲကျွန်တော်တို့လည်းစွမ်းဆောင်နိုင်တယ်ဒီတမကစွမ်းဆောင်ခြင်းပြီးမဲ့အကုန်လုံးကအရင်းမြစ်တွေအကန့်အသတ်နဲ့ဖြစ်နေလို့ဒီလောက်ပဲလုံလို့ရပါတယ်ရှင် โอเคဆရာမဆရာမခုနကဖြေရဲ့ကျွန်မဆိုရင်ဒါဆေးပေးတာ၄ပါလေရှိရဆိုတော့လေကျွန်မတို့ဟိုအဲ့လိုကျွန်မဆန်းချုံပေးတဲ့အချိန်မှာရောဆေးဝါးလုံလောက်မှုရှိရလားပြီးတော့နောက်တစ်ခုကပေါ့နော်ဆေးဘက်ဆိုင်ရာဝန်ထမ်းပေါ့နော်ဝန်ထမ်းအင်အားရောလုံလောက်မှုရှိရလားဒီနှစ်ခုဖြေပေးပါအောင်ဆရာမဒီဆေးဝါးနဲ့ဝန်ထမ်းအင်အားပေါ့နော်ဆေးဝါးပစ္စည်းလုံလောက်မှုကတော့မရှိဘူးဒါအာပုံမှန်လည်းပြောတာပေါ့နော်ဆေးဝါးကတော့လိုအပ်ချက်ရှိပါတယ်တယ်ဆောင်ကလည်းခတ်တယ်ဝယ်ရတယ်လည်းခတ်တယ် အာပြီးတော့ဟိုစုံရှုံသွားတာလည်းပါတယ်ပေါ့နော်ကျမတို့အချိန်မီတည်ယူရွှေ့ပြောင်းတာမျိုးကိုမလုံလိုက်နိုင်လို့ဒါစုံရှုံသွားတာမျိုးလည်းပါတယ်အဲ့တော့ဒါဆေးဝါးကတော့လိုအပ်ချက်ရှိတယ်နောက်ပြီးတော့ဒီလူစွမ်းအားအရင်မြစ်လို့ပြောမယ်ဆိုရင်ကြတော့ကျမတို့ကလေးတွေကအဲဆိုကြပါစို့ကျမတို့အဖွဲထဲမှာရှိတယ်နောက်တစ်ခါဆေးအဖွဲထဲမှာရှိတာတွေက CDN ចောင်းမှန်းចောင်းတွေများတယ်များတော့သူတို့ကအခုပညာဆက်လက်သင်ယူခြင်းနဲ့ ဆိုတဲ့အခါမျိုးတွေမှာကျမတို့ကပညာဆက်လက်သင်ယူဖို့အတွက်တို့ကိုခွင့်ပြုရတယ်ဒါလည်းခွင့်ပြုရမှာလေဟုတ်ပါတယ်အဲတေချာခိုင်မာတဲ့စိတ်ပညာသင်ကြားခြင်းနဲ့ဗားတယ်ဆိုတဲ့အခါမျိုးမှာကျမတို့ကသူတို့ကိုပညာဆက်လက်သင်ယူခွင့်ပြုတဲ့အတွက်ကြောင့်မလို့လူကတော့ကြောကြောသွားတယ်ကြောကြောသွားရင်ကျမတို့ထပ်ထပ်ပြီးတော့မှထပ်ပြီးတော့မှပြိုးထောင်နေပေါ့အဲ့လိုပုံစံနဲ့တော့လူအင်အားကတော့အဆင်ပြေအောင်စူးစမ်းနေခဲ့ရှင်ဟုတ်ကဲ့ဆရာမဒီဘာဆေးဝါးကြီးအဓိကလိုအပ်လဲပေါ့နော်အဲ့ဒါလေးလေးသိချင်ပါတယ်ခင်ဗျာ အဓိကဘာလို့လဲဆိုတော့ကျွန်တော်တို့ကတွေ့ကြစည်းပေါ့နော်ဟိုသူကတစ်ခါတစ်ခါပြီးရင်ကျွန်တော်တို့ကအနည်းဆုံးတစ်လခွဲစာလောက်ပေးရတာဆိုတော့တွေ့ကြစည်းလို့တယ်နောက်တစ်ခါကိုဝင်ဆောင်နေနဲ့ပတ်သက်တာကိုဝင်ဆောင်နေနဲ့ဆိုကျွန်တော်တို့ကတစ်ခါတော့ပေးတယ်ဆိုရင်အနည်းဆုံးတစ်လခွဲနောက်ကိုဝင်ဆောင်တားစည်းတွေပေါ့နော်ဒီအဲ့လိုကိုဝင်ဆောင်တားစည်းဆိုရင်တစ်ခါတော့ပြီကျွန်တော်တို့ကသုံးလစာပေးခဲ့ရတယ်ကြံတဲ့အားစည်းတွေစတဲ့ဥစ္စာတွေဆိုရင်လည်း ်များများဆဆကျွန်တော်တို့အသုံးပြုခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကသူတို့ရှိတဲ့နေရာတွေကိုလိုက်ပြီးတော့စေဝါကုသရတာဆိုတော့တစ်လတစ်ခါမှန်မှန်ရောက်ဖို့ဆိုတာစိန်ခေါ်မှုတွေရှိတယ်။အခုလိုမျိုးဆိုရင်ပူဆိုးပြီ။ဒါကျွန်တော်တို့ဒါတော့ကာဗာမိအောင်လို့ကျွန်တော်တို့သုံးလစာတွေတစ်လခွဲစာနှစ်လစာတွေကြိုပေးထားလို့ဒါအခုကျွန်တော်တို့ကနည်းနည်းလေးအာနည်းနည်းအသက်ရှူချောင်းတာပေါ့နော်ဒါတော့မှတလားကြော်သွားပြီဆိုကျမတို့အဲ့ဒီစစ်ဒီရှောင်းလေးရှိရကို ဘလို့နီးလန်းနဲ့ရောက်သွားရမလဲဆိုတာအာကျွန်တော်စဉ်းစားနေရပြီစိတ်ခေါ်မှုတွေနဲ့ကြုံနေရပြီရှင်ဟုတ်ကဲ့ပါဆရာမဆရာမဒါဆိုရင်ဆရာမရဲ့ဈေးဝလိုအပ်ချက်တွေဆရာမတို့ဈေးပတ်ဆိုင်ရာဝန်တန်းအင်အားတွေဆရာမဖြည့်ကြောက်ပါဘောနော်ဆော့လေးဆရာမနောက်ဆုံးအနေနဲ့ကျွန်တော်မေးတဲ့အချိန်မှာကြံခဲ့တည်ရှိတော့ဆရာမအနေနဲ့ရောဗာမားဖြည့်ဆွတ်ဖြည့်ချားခြင်းလဲမလားခင်ဗျာဖြည့်ချားမယ်ဆိုရင်ဒီကုတ်မေးခွန်းစမှာပါတယ်ပြည်သူတွေနဲ့ဘယ်လိုနားလည်မှုရအောင်လုပ်မလဲဆိုတော့ ကျွန်တော်တို့ကအာပညာပေးကာလတွေဒါအသိပညာပေးပေါ့နော်လို့အရေးယူတာမလာသေးခင်အဲအသိပညာပေးတဲ့ကိစ္စတွေကြည်ကြဲပြတ်ပြတ်ဆောင်ရွက်ရမယ်အရေးယူတဲ့အခါမှာလည်းဘလို့စီမီစီကန်နေနေလဲဆိုတာကိုကျွန်တော်တို့စနစ်တကျထုတ်ပြန်ရမယ်နောက်ပြီးတော့ဟာသားအနေနဲ့ပြောရင်တော့ချော့ချော့လတ်လတ်နော်ဒီတားတွေတမီးတွေကိုလွှတ်ပြီးတော့မှနှင်းနှင်းတတာပြောပြောပြောင်းပြောင်းနေတဲ့ဒါသူတို့ကိုဆွေးနွေးဖြောင်းပြပေါ့နော် ကောင်ဆယ်လင်းကိုလုပ်ယူရမယ့်အနေအထားမျိုးရှိပါတယ်။ကျမတို့ဒီဘက်တော်လှန်ရေးဘက်ကလို့ဆိုကြပါစို့အဲ့ဒီလူတွေကတော့ကျမတို့အုံနောက်ကြည်ကြည်ထားရမယ်။ညံကြကြဖွင့်ရမယ်။နှလုံးသားကိုလည်းကျမတို့ကြည်ကြည်ထားရမယ်။ပြီးတော့စီလုံးညီညွတ်မှုအခုချိန်မှာအရေးကြီးပါတယ်။အဲ့ဒီစီလုံးညီညွတ်မှုအပြည့်နဲ့ကျမတို့နိုင်နိုင်ချင်းချင်းလေးနဲ့ရှေ့တိုးဆောင်ရမယ်။အခုချိန်မှာဖြစ်နေတဲ့နိုင်ငံရေးစစ်ရေး အရွေ့အပြောင်းတွေကအရေးကြီးတဲ့နေရာမှာရောက်နေပြီလို့ကျွန်မတို့လည်းမြင်နေအဲ့ဒါကြောင့်မလို့ကျွန်မတို့ကညာကိုသုံးမယ်နှလုံးသားကိုဖွင့်ထားမယ်စီလုံးညညို့မှုအပြည့်နဲ့ကျွန်မတို့မပြီးသေးတဲ့ဒီခီးလန်းကိုရှစ်ဆက်ပြီးတော့တွားကြပါစို့လို့ကျွန်မကတော့တိုက်တွန်းလို့ဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမခင်ဗျာအခုလိုမအားလက်တဲ့ကြားနေပြီးတော့ line မကောင်းတဲ့ကြားနေလဲ အဒီအစည်းအဝေးမှာပါဝင်ဖြစ်ကြပြီးတဲ့ကျေးဇူးများတင်ပါတော့ဆင်မဟုတ်ကဲ့ပါရှင်ကျမကလည်းဒီလိုကျမတို့ဖက်မှာရှိနေတဲ့သူတွေရဲ့လှုပ်ရှားမှုလေးတွေကို ဖော်ပြပွင့်ခွင့်ရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါကရောစုခင်းလန်ကပန်ဒရင်အစည်းအဝေးကိုတင်ဆက်ပေးကြတာပါချီရှုနေကြရဲ့မြစီမပိတ်တမများအားလုံးပဲရန်သူတို့၅ပါးအနေကနေကင်းဝေးပြီးတော့အကျန်းဖက်စစ်တပ်အနေကနေကင်းရှင်းကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ် နောက်တစ်ပတ်အစီအစဉ်ထဲမှာပြန်တွေ့ပါမယ်ကျွန်တော်ခန့်တွေပါခင်ဗျာ